stress stress ဆိုတာဘာလဲ stress ရဲ့အဓိပ္ပာယ်ကိုသိရှာမသိဘူးဆိုရင်တောင် ကျမတို့အားလုံး stress လို့ခေါ်တဲ့စိတ်ဖိစီးမှုကိုတွေ့ကြုံမှုကြပါတယ်မနေ့ပြန်ဆောင်မွေးရှိလို့ဒီနေ့ညဘက်မှာအဲ့လိုမပြောဖြစ်နေရတာအဲ့ဒါဟာ stress ပဲပေါ့ stress လို့ခေါ်တဲ့စိတ်ဖိစီးမှုဟာဆိုရင်တင်ကြံသွေးနေရတဲ့စိတ်ပင်ပန်းပွန်တွေ PR တွေပေါ်မှာတင့်ခန္ဓာကိုယ်ကနေတုံ့ပြန်လိုက်တဲ့အရာတစ်ခုပဲဖြစ်ပါတယ် ပြောမယ်ဆိုရင်တော့စိတ်ပြည့်စုံမှုဆိုတာတာမန်ဖြစ်လေဖြစ်တိုင်းရှိတဲ့စိတ်ခံစားမှုတစ်ခုပါပဲ။ဒါပေမဲ့တခါတည်းရမှာတော့အန်ဒီဖြစ်နိုင်တဲ့အခြေအနေတွေပါဖြစ်သွားနိုင်ပါတယ်။စိတ်ပြည့်စုံမှုကိုဘယ်လိုလူတွေကြုံတွေ့ရနိုင်လဲ။စိတ်ပြည့်စုံမှုကိုတော့လူတိုင်းကြုံတွေ့ရနိုင်ပါတယ်။အသက်ငယ်ငယ်ကြီးကြီးစိတ်ပြည့်စုံမှုကိုခံစားကြရမှာပဲဖြစ်ပါတယ်။ကလေးငယ်လေးတွေမှာဆိုရင်လည်းသူ့အတိုင်းတာနဲ့သူစိတ်ပြည့်စုံမှုလေးတွေရှိနေကြရပါတယ်။ ။ဒါပြင်ကျောင်းနေအရွယ်ကလေးတွေတက္ကသိုလ်သက်နေတဲ့လူငယ်တွေလုပ်ငန်းခွင်ဝင်နေပြီဖြစ်တဲ့လူလက်ပိုင်းတွေအိမ်မှာရှိတဲ့ပူပူပွားပွားတွေအားလုံးရှောင်လွယ်လို့မရတာကတော့ဆွဲလို့ခေါ်တဲ့စိတ်ပီစီမှုပဲပေါ့ဒါကြောင့်မလို့ stress ဟာဆိုလို့ရှိရင်အရွယ်သုံးပါးလုံးရှောင်လွယ်လို့မရဘဲနဲ့တွေ့ကြုံနေရတဲ့အရာတစ်ခုပဲဖြစ်ပါတယ်အဲ့လိုမျိုးစိတ်ပြည့်စုံမှုတွေအများကြီးလာတဲ့အခါမှာဆိုရင်ခေါင်းကြိုက်တာ၊ပြီးတော့ လုံးထိခိုက်တာတွေနဲ့လူတွေကို အကောင်းမမြင်ဘဲနဲ့ဒေါသထွက်လဲလာပါတယ်။ဒီလိုဆိုးကျိုးတွေမဖြစ်အောင်ဖြေရှင်းလို့ရမယ့်နည်းလမ်းလေးတွေကိုကျမတို့ကတွေကနေပြီးတော့ပြောပြပေးသွားချင်ပါတယ်ရှင်။စိတ်ဖြည့်ရင်းနေတဲ့အချိန်မှာဆိုရင်စိတ်ကိုလျှော့ထားလိုက်ပုပ်ပုပ်ပါပါပဲနေလို့လူတိုင်းကပြောတတ်ကြပါမယ်။တကယ်လုံးမယ်ဆိုရင်တော့အပြောလုံးမလွယ်ကူလာပါဘူး။ ဒါပေမဲ့အခုကျမတို့ပြောမယ့်နေလန်းခုနှစ်ခုကတော့15မိနစ်အတွင်းမှာစိတ်ဖြစည်းမှုတွေကိုတိတိတသားရောကြသွားစေမယ့်နေလန်းကောင်းလေးတွေပဲဖြစ်ပါတယ်နော်စေဗီစင်မှုတွေတိတိတသာရောက်ကြသွားစေမယ့်နီလန်းတွေတဲ့ကနံပါတ်1ချက်ကတော့ PK ဝါပါနံပါတ်2ကတော့အလိုရတာလုံးဝမကူတဲ့အရာတစ်ခုပါစေဗီစင်မှုတွေဖြစ်လာပြီဆိုရင် PK တစ်ခုကိုကဝါလိုက်ပါ PK ဝါတာကစိတ်ကိုတည်ငြိမ်စေပြီးတော့စေဗီစင်မှုကိုထိချုပ်နိုင်ပါတယ် ။ PK ဝါရာကအုံနှုတ်ထဲမှာရှိတဲ့သွေးစည်းစင်းမှုကိုလည်းကောင်းအောင်အထောက်ပံ့ပေးပါသေးတယ်။အဲဆိုရင်တော့ကိုယ်ပဲပဲသွားသွား PK လေးတစ်ခုကိုစောင့်ထားဖို့အကြံပြုပါရစေနော်။နံပါတ်2ရေမောပါ။ရေမောတာကစိတ်ရော ကိုယ်ပါကျန်းမာစေတဲ့ပြုမှုပဲဖြစ်ပါတယ်။စိတ်တွေရင်ပီစီနေလို့မရေနိုင်မှုဆိုရင်တော့ဟာသားရုပ်ရှင်တွေကြည့်တာပဲဖြစ်ဖြစ်ကိုယ်ကိုရေမောအောင်လုပ်ပေးတဲ့တငယ်ချင်းတွေနဲ့တွေ့ပြီးပဲဖြစ်ဖြစ်ရေမောလိုက်ပါနော်။ အဲ့ဒီလိုမျိုးဟဟဘဘရေးလိုက်တာဆိုရင်စိတ်ပြည့်စုံမှုတွေကိုတည်တည်တသာရောက်ကြသွားစေမှာပဲဖြစ်ပါတယ်။နံပါတ်3မှတ်စုရေးပါ။ဘာကိုမှတ်စုရေးရမလဲဆိုတော့ကိုယ်စိတ်ထဲဖြစ်နေတာတွေမကျေနပ်တာတွေခံပြင်းတာတွေခံစားရတာတွေအကုန်လုံးကိုစာအုပ်ထဲချရေးလိုက်ပါ။အဲ့လိုချရေးလိုက်တာက stress တွေကိုရော့ချပြီးပြေပျောက်စေပါတယ်။နံပါတ်4ချက်ကကြတော့ဖိစိကံလို့ပါ။ ိတ်ချခံလို့တာကစိတ်ပြင်းစီမှုကိုတော့ပြန်နိုင်တဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။နေစဉ်မှမှန်လက်ချခံလို့တဲ့သူတွေကစိတ်ပြင်းစီမှုကိုကောင်းကောင်းတော့ပြန်နိုင်မှာပဲဖြစ်ပါတယ်။ကိုကပုံမှန်လက်ချခံမလုပ်နိုင်ဘူးဆိုရင်တော့မှစိတ်ပြင်းစီနေတဲ့အချိန်ခဏကိုကို3မိနစ်3မိနစ်နဲ့လောက်လွတ်လွတ်ရှာရှာပြုလုပ်ပေးရနဲ့တိတာတဲ့ဂျုံရလာမှာပါနော်။နံပါတ်5ဖြည့်ရှင်းတာတော့မှာ တရှင်းနှားထောင်တာကစိတ်ပြည့်စည်မှုတွေကိုဆွေးရှာပေးနိုင်တဲ့နေလန်ကောင်းတွေကတခုလို့ဆိုနိုင်ပါတယ်။စိတ်တွေအရင်ပြည့်စည်လာပြီဆိုရင် လုံနေတဲ့မြတ်အရာတွေကိုခဏချထားလိုက်ပြီးတော့တရှင်းအေးအေးငြိမ့်ငြိမ့်လေးတွေကိုနှားထောင်လိုက်ပါ။အဲ့ဒီလိုမျိုးနှားထောင်လိုက်တဲ့ဟာဆိုရင်သွေးသွေးနဲ့လက်နှုံးခုန်နှုံးမြင့်မာနေတာတွေကိုလျော့ပါစေပါတယ်။နံပါတ်6ကျေးဇူးတင်ဆက်ဝင်ပါ လေးလာချက်တွေအရာဂျေဇူးတည်တဲ့တဲ့သူတွေဟာစိတ်ဖြည့်စင်းနေချိန်မှာဂျေဇူးတရားကို Twitter ဆင်ကျင်လိုက်ရုံနဲ့စိတ်လက်ပေါ်ပါသွားပြီးတော့ strike တွေပြေရောက်သွားတယ်လို့အဆိုရှိပါတယ်။ဒါကြောင့်စိတ်တွေဖြည့်စင်းနေတဲ့အချိန်မှာဒီနီလန်လေးကို try ကြည့်ဖို့အကြံပြုလိုက်ပါရနော်။နောက်ဆုံးအချက်ဖြစ်တဲ့ number 9အချက်ကတော့တရားထိုင်ပါ။တရားထိုင်တာကတော့ဘလို့ချင်းမျိုးမှပဲဖြစ်ဖြစ်အကျိုးရှိတဲ့အရာပဲဖြစ်ပါရဲ့။ stress တွေပြီးပြီးဘာမှလုပ်ချင်စေကြင်ချင်စေမရှိတော့ဘူးဆိုရင်ငင်းငင်းနေထိုင်ပြီးတော့အသက်ကိုပြင်းပြင်းရှူပါဝင်တဲ့ထွက်တဲ့လေကိုသိထားပြီးတော့အမှန်ထားပေးပါအဲ့လိုလိုလေးတာကစိတ်ပြေစင်မှုတွေကိုတိတိတတ်တာရောက်ကြစေပြီးတော့စိတ်ကိုလည်းအီချမ်းစေပါတယ်။ကျွန်တွေ့လာတဲ့စိတ်ပြေစင်မှုတွေကိုအပေါ်မှာပြောပြခဲ့တဲ့နေရန်ခုနှစ်ခုနဲ့အကောင်းဆုံးကြိုပြနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ခုလိုစိတ်ပြေစင်ရတဲ့များတဲ့ကာလကြီးမှာ ကျမတို့ရဲ့စီစဉ်လေးကနေပြီးတော့အကျိုးစုံစုံတရားဖြစ်စေမယ်လို့လည်းညွှန်လင်းမိပါတယ်ရှင်။ဒီစီစဉ်လေးကိုကြည့်ချူပေးကြတဲ့တဝူတယောက်စီစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။